ရန်ကုန်မီဒီယာကနေတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံရှိအထူးစီးပွားရေးဆုံများတွင် လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့်ရရှိနိုင်မယ့်အကျိုးခံစားခွင့်များကိုဆွေးနွေးပြောကြားတဲ့သတင်းဖြစ်ပါတယ်။နန်နေမျိုးမြန်မာကောင်စီဝင်ချုပ်ဒေါက်ခိုင်စုလင်းမှဟူနန်ပြည်နယ်ဝိုင်းဝါမြို့ရှိဝိုင်းဝါ International Convention and Exhibition Center တွင် The Second Hunan Taiwan RCEP Economic and Trade Expo ရဲ့မေလ9ရက်ကပြုလုပ်သောဖွံ့ဖွဲ့အခမ်းအနားသို့တက်ရောက်ပြီးမြန်မာနိုင်ငံရှိအထူးစီးပွားရေးဆုံးများတွင် လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြင့်ရရှိနိုင်မယ့်အကျိုးအခမ်းအစားအဝေးများကိုဆွေးနွေးပြကြားခဲ့ကြောင်းသိရပါသည်။ မြန်မာကောင်စီဝင်ကျုံမှမြန်မာနိုင်ငံတွင်လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအထူးသဖြင့်အသေးစားနှင့်အလက်စားစီးပွားရေးလုပ်ငန်း MSME များဖွံ့ဖြိုးတိုးတက်ရေးပို့ကုန်များတိုးမြင့်တင်ပေါ်နိုင်ရေးနှင့်ကုန်သွယ်မှုမြင့်တင်ရေးအတွက်ဥပဒေ၊နေဥပဒေနှင့်မူဝါဒများချမှတ်ဆောင်ရွက်နေမှုအထူးစီးပွားရေးစုံများတည်ထောင်ထားရှိမှုတို့ကိုဆွေးနွေးပြကြားကြောင်းသိရပါသည်။ အစိုးရကုံစီပြပွဲတွင်မြန်မာနိုင်ငံမှစံစခွဲပယ်မျိုးမျိုး ပြောင်းနှံစရဲလေယာထွက်ကုန်ပစ္စည်းများမြန်မာဘီယာကော်ဖီလက်ဖက်ချောင်းစရဲစားသောက်ကုန်များပရင်းလဝေယတနာများတက်သားလက်မှုထဲများခရီးသွားလုပ်ငန်းမြင့်တင်ရေးလက်ကမ်းစားဆောင်များကိုခင်းကျင်းပြသလျက်ရှိကြောင်းသိရပါရရှင်